တော့ជីပေါင်းជីပေါင်းပေါ့နော်တော်တော်လေးအမြဲပြောပါတယ်တကယ်ជីပေါင်းစစ်ဆိုတာထက်သူကမာဆယ်တင်းတာကိုခေါ်တာပေါ့နော်သူကဘတ်ဖလိုဟပ်လို့ခေါ်တာကျွန်တော်တို့ကအဲ့လိုမျိုးဂုတ်မှာအလုံးကြီးထနေတာမျိုးအဲ့လောက်ကြီးဆိုရင်တော့စိုးတယ်ပေါ့နော်အဲ့လိုမဟုတ်တော်တော်တန်အများစုကခေါင်းမှုတယ်ဆိုတာအဲ့လိုငုံကြည့်တာများလို့နော်အဲ့လိုထိုင်တာများလို့ဒီကျင်ငယ်လေးလောက်ရတယ်လေညမလို့ခေါင်းပေါ်တာရယ်ခေါင်းငုံတာရယ်ခေါင်းခါတယ်ဒါပဲ yes or no join လို့ခေါ်တာအဓိကလေးကျင်ငယ်လောက်ရတယ် အကြီးပေါင်းအစ်စ်မဟုတ်ဘူးကြီးပေါင်းအစ်စ်ကတကယ်ကြတော့ခွဲစိတ်တဲ့ရောက်သွားတာပေါ့နော်ကြီးပေါင်းဆိုတာအဲ့လိုမျိုးအတက်မှထွက်သွားတာအဲ့မှာဘေးမှာထောက်ပြီးအကျောနာပြီးဒီလက်တွေပါကြီးရဲကျင်းတာနှလုံးတွေဒီနှချောင်းကျင်းချောင်းကျင်းတကယ်ကြီးပေါင်းဖြစ်တယ်ဆိုရင်မလွယ်ဘူးပေါ့တော်တော်ကုရတာပေါ့နော်မဖြစ်ခင်ကတော့ကြိုတင်ကောင်းဝဲမှာပဲဒီကတော့ exercise ပဲနော် exercise နဲ့ကိုယ်တုံနေစဉ်တုံးနေတဲ့ကိုလေ့ကျင့်အလုပ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 ်နဲ့လည်းဆိုင်တာပေါ့နော်အဲ့လိုမျိုးမူးတယ်ပါညာဆိုရင်တော့ ဒါက rehab လို့ခေါ်တယ်ပြန်လည်တန်ဆွမ်းရေးဆေးရုံနေရှိတယ်ဆေးချမ်းနေရှိတယ်ဆေးရုံနေမှာလည်းရှိတယ် rehab ဆိုတာရှိတယ်ဒီချိန်ကလုတ်ပေးတယ်ဆရာဝန်တန့်ကိုရှိတယ်သူကဒါကို specialize ယူထားတာပေါ့နော်အဲလည်းအဲ့လိုမျိုးစီတန်းစီတန်းရှိတယ်မန္တလေးမှာဆိုရင်တော့ဒေါက်တာတီတာအောင်ကျောင်းတငယ်ချင်းပဲကျွန်တော်တို့ same batch ပဲအရင်တော့ဒေါက်တာမေနေဒေါက်တာမေနေကမကူတော့ကျွန်တော်အဲမင်္ဂလာဆေးရုံမှာဆိုဒေါက်တာတီတာအောင်လည်းပဲပြတယ်သူကကျွန်တော်တော့ဆေးရုံစင်ကအပြအများဆုံးကကျွန်တော်အဲပြန်လည်တန်ဆွမ်းရေးပဲ rehabilitative doctor ပဲသူကကျွန်တော်ကကျွန်တော်ဖောက်တဲ့ရိုးဖြစ်လို့ ခဏခဏကျွန်တော်ကအဲ့လိုမျိုးတစ်ခါလေဆိုကျင်သွားဆောလိုက်မားလိုက်အာနောက်ကျောတက်သွားလိုက်ခိုးကတင်းလိုက်သူရှိရရောက်နေရဆိုင်ငယ်မှောက်တာများတာပေါ့အဓိကဆိုင်ငယ်မှောက်တယ်အဲ့လိုတွေဖြစ်တယ်ဆိုင်ငယ်စည်းတယ် ား highway သွားတယ်ခါနာတယ်အဲအဲ့လိုမျိုးတွေပေါ့လေတိုင်းလို့တခါလေးမျက်နှာတွေနည်းနည်းထုံသွားတာတော့အဲအဲ့တော့ rehab plate ဆိုတာရှိတယ် rehab ဆိုတာရှိတယ် rehab ဆိုတာပြန်လည်သန်ဆွမ်းရေးဆေးခန်းနေရှိတယ်အဲအဲ့မှာကျတော့မန္တလေးမှာကျတော့အဲ့လိုမင်္ဂလာဆင်းအောင်ချင်ကြတော့မဟုတ်သူကစက်တွေကောင်းတယ်သူက ultrasound တွေကတော်တော်လေးကိုထဲထဲထိရောက်တယ် wave ကလေကျွန်တော်တို့အဲ့ဒါနဲ့သက်သာတယ်ပေါ့နော်ကျွန်တော်ကြီးပေါင်းတော့မဟုတ်ဘူးဒါပေမဲ့ mass တင်းတယ်ပေါ့နော်တင်းတာရော ဖြစ်ဘူးတယ်အဲ့တော့မူးလာပေါ့လေ ကြီးပေါင်းအဆစ်ဆိုတာကြောင့်တကယ်ကြတော့ခွဲစိတ်တဲ့ကြီးရောက်သွားတာအဲ့တော့လင်းချင်ငံလုတ်ပါနော်အငံရှောင်ရတယ်နော်အယိုးအပါအယိုးပွားတဲ့ဟာတွေကအငံစားစော်တာတွေခုလက်ရှိအဲ့လိုကျမကြီးမကောင်းတာတွေပေါ့နော်ရှောင်ရတယ်အယိုးအကောင်းလို့အယိုးအယိုးအကောင်းကယ်စီယမ်ပေါ့နော်နွားနိုးဒိန်ချင်တို့ပါလို့နော်ပဲနိုးတို့နော်ဟိုမြေသီးဆိုတောက်ပါမြေသားဆို short တာပေါ့နော်အဲ့ဒီမတောင်းနဲ့ပေါ့နော်အဲ့တော့အဓိကတော့စပြုတ်ပေါ့အယိုးစပြုတ်တို့အဲ့ဒါကြီးတောက်ရအောင်ကျွန်တော်ရှင်းပါလေအများကြီးပြောပါတယ်အယိုးအကောင်းမှကျမကြီးကောင်းတာ အဲခန္ဓာကိုယ်မှာဘုံမက်များရတယ်ဘုံမက်များတဲ့သူကတောင်းတောင်းမသေးဘူးနော်ထိုင်းစုတောင်းနေတယ်မသေးဘူးအဲ့လိုလူတွေကတောင်းတောင်းမသေးဘူးပေါ့နော်ဟိုလိုလောက်ကြံမှပဲတတ်မှပဲတိမ်မှအဲ့လိုမျိုးတက်ရှည်တာပေါ့နော်ကန်ဆာမဖြစ်ဘူးမှကျန်တဲ့ယောဂတိတ်မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးဘုံမင်နရယ်မက်များတဲ့သူတွေကအဲ့ကြောင့်မခုခင်မှာနာမည်ကြီးရမလား D3 D3 ဆိုတာဒါပဲလေကျွန်တော်ဆိုစစ်လိုက်တယ်ပြည်ညာပဲဘာမှမသိပြီးတော့စိတ်တောက်ချာမလို့နေပူနေလဲသွားတာလဲပါတာပေါ့နော်ဘုံမက်များတာလဲပါတာပေါ့နော်အယူအကောင်းတာကြီးကျွန်တော်ရှေ့မှာ ထပ်ပြောပြပါအောင်မယ်အများကြီးပါเนาะလေ့ကျင့်ခန်းအသက်ပါလေ့ကျင့်ခန်းအသက်ပဲ